အာညီကိုလေးကျွန်တော်ကြက်ဖောက်တဲ့အနီလေးပြောပြမယ်အလွယ်ဆုံးအလွယ်ဆုံးပဲအဲဒီကခဏလေးနားထောင်လိုက်အလွယ်ဆုံးပဲဟိုသူများလေးလို့အာဘာကြီးညာကြီးရဆရာကြီးပါနေမလို့လွယ်လွန်းလို့တော့ကြကြလူကဗျာကြက်ဖောက်တယ်ဆိုတာကြက်မဟုတ်တာအဓိကမမြင်ရလို့လीနော်မမြင်ရလို့ယုံကြည်စိတ်ချရတဲ့ညီကိုလေးစီကနေပြီးတော့တကယ်ကိုအစ်င့်မြင်တယ်ပေါ့နော်ဒီကြက်ဒီကြက်ဒီကြက်တကယ်ဟောဖြစ်တဲ့ဒီစီရတာဝယ်လိုက် ချက်ဖကိုကြတော့ဝိုင်းထဲမှာအမြင်တွေ့ကိုဝဲလိုက်ဝဲပြီးသွားရင်မိတ်ဆွေဟိုတခါတည်းတာပြောမယ်ဗျာခဏခဏလဲကျွန်တော်မပြောချင်လို့နော်ကိုကြီးဟိုနန်းနဲ့အမိုက်တက်နဲ့ဘယ်ယာနဲ့ဘယ်ယာနဲ့ဘလူဖောက်အောင်ပါမလဲအဲ့ရှောက်မတွေးနဲ့တလားသူ့ဗီဇာလေးနဲ့သူသူ့အတူကြိုက်တာနဲ့ယော်တလားနော်ကြိုက်တာနဲ့ယော်အဆင်ပြေတယ်ကျွန်တော်ပြောရရှင်းတယ်လွယ်လွန်းသွားဟဲ့လား နောက်ကနေပြီးတော့ကတန်းကရမ်းနဲ့ဝင်းလိုက်မဲ့ကြက်ဖတ်တွေမရှိသေးနဲ့ကြက်မ၃လေးကောင်နဲ့ကြက်ဖတ်တစ်ကောင်နဲ့မင်းစိတ်ကြိုက်ဆုံးကြက်ဖတ်တစ်ကောင်နဲ့ထားကြံတဲ့ကြက်ဖတ်ဒါမဲ့ကြက်ဖတ်မရှိသေးနဲ့နော်အဲ့ဒါပေါက်လာတဲ့ကလေးအကုန်ကောင်းတယ်ဒီတဲ့ပိုးသေးကြခြင်းလို့ရှိလို့ရှိရင်အခုပြောပြမယ်ဒီတဲ့ပိုးသေးကြခြင်းလို့ရှိလို့ရှိရင်ကြက်ကိုကြက်မကိုခြံထဲကိုထည့်တာပြီးရင်ကြက်ဖတ်ကိုမနေ့တစ်ချိန်ညတစ်ချိန်အဲ့ခြံထဲကိုလှုပ်ပေးလိုက် လက်ပြီးတော့သူတို့ချင်းမိတ်လိုက်လိမ့်မယ်ပြီးရင်ပြန်ထုတ်ပေးလိုက်ကြဖောက်ကိုထုတ်ပေးလိုက်ညီလေးအနက်ဆိုအနက်ကြီးပေါက်လိမ့်မယ်အကိုကိုတိုင်းဖောက်ဘူးလားမလို့ဥပန်းဆိုအဖြူဆိုအဖြူတွေကြီးပေါက်လိမ့်မယ်ဘယ်ရာနဲ့မှမယုံအခုကြက်မီးစုပ်တော့အောင်ပါကြည့်လိုက်ပြီဆိုလို့ချင်းငါညီတို့ဘာတွေ့သလဲဆိုလို့ချင်းကြက်မီးစုပ်တော့အောင်ပါတွေ့လိုက်ကြည့်လိုက်ပြီဆိုလို့ချင်းအဖြူအနီအားဖြူလာလေးတွေမဲတာလေးတွေနီးတုတ်တုတ်ကလေးတွေဟုတ်လားအဲ့ဒါသူတို့မျိုးရိုးလေးတွေရောနေတာလို့နော် မျိုးရိုးလေးတွေရောနေတာအဲ့ဒါဟိုဒါစေတနာစကားပါအကိုကြီးကျွန်တော်ကအလိန်မာနဲ့အမိုက်နဲ့ဖောက်လိုက်မင်းကအလိန်မာနဲ့ဖောက်ဖောက်အမိုက်နဲ့ဖောက်ဖောက်သူပေးခြင်းနဲ့ဗီဇာသူ့ဟာသူဟိုအဖေဘက်ကိုတူသွားရင်အဖေကအမိုက်ဆိုအမိုက်ဖြစ်သွားလိမ့်မယ်အခုအာသိတယ်မလား coin 85မြန်မာအစိတ်တို့မြန်မာအစိတ် coin 85တို့အမိုက်တို့မင်း85ရင်90ဒီဘယ်သူမှရှောက်ပြောမနေဘူးလူတွေပါဇက်ပေါက်ကနေပြီးတော့ရှောက်ပြောတာ ကြက်ကမိစစ်ဖားစစ်တာဖြစ်ကွာကောင်းတယ်ဟာအဲ့ဒါဆိုရင်ဆရာဓမ္မစက်ဓမ္မစစ်ကျွန်တော်တို့တခြားကြက်သမားတွေကမစစ်လို့လားနဲ့ကြည့်လို့မစစ်လို့မဟုတ်ဘူးသူတို့အစစ်ဆိုတဲ့ယုံကြည်တဲ့ကြက်ပညာကနိုင်နေရင်သူတို့ဖောက်တဲ့ကြက်အည်သွေးရလဲနိုင်နေမှာပဲနော်လူပေါ်မှာအများကြီးလူရဲ့အတွေးအမြင်နဲ့အတွေ့အကြုံမှာအများကြီးစကားပြောတယ်